Many's power Many's power ဆိုတာဘာလို့ဆိုရလဲ3 2 1ပတ်စံဆိုတဲ့အရာဟာအလုံးရေးပါလာတဲ့အရာတစ်ခုဖြစ်ပါတယ်။ကပ္ပကြီးဟာအချိန်နည်းအမြတ်ဒုဒလာနဲ့အညီပတ်စံရှိမှလည်းဘဝဟာအစီအစဉ်ဖြစ်လာပါတယ်။ အကိုဖြူမြက်အောင်ရဲ့ဒုတိယဖျံသခင်တရှင်နေရလို့ဝီဆိုရဒုတိယဖျံသခင်မဲဆိုစုံမျိုးပေါ့ဒီ right ဟာဒီပတ်စံပတ်စံပတ်စံဆိုတဲ့အရာကြီးအတွက်တနေ့ပြီးတနေ့စူးစမ်းရကြရပါတယ်ဘာလို့ပတ်စံဟာအလောက်ကြီးပါလဲပတ်စံဆိုဒီမှာရောင်းဝယ်ရာတွင်ကုန်ပစ္စည်းနှင့်ဖလေရန်တမိုးသတ်မှတ်ထားသည့်အရာဟုမြမပြည်နယ်တွင်ပြဋ္ဌာန်းထားပါတယ်တကယ်ပဲလူကြီးမျိုးအဲ့လိုထင်ပါသလား လို့ဆိုရင်တော့လူကြီးမင်းတို့ဒီမိချက်လွှဲမသွားပါလိမ့်မယ်။အဆန်ကလူနေမှုစင်တန်းတွေအချင်းချင်းဖိတ်ခွဲစီတာတွေအနာလုံမှုတွေပြိုင်ဆိုင်မှုအဆိုင်ရှိတာတွေကိုပြုလုပ်နိုင်ရဆိုရင်ရောလူကြီးမင်းတို့လက်ခံပါသလား။လက်မခံလဲလက်ခံရမှာပါပဲ။အားလုံးဆိုလူကြီးမင်းတို့ကိုလိုက်တွေ့ကြုံနေရတယ်။ခံစားနေရတယ်။ဖျားရည်ပြေခံနေရတယ်ဟုတ်ပါသလား။ နေ့စဉ်ပေါ်ဟာတိုင်းမှာပတ်စံနေကင်းတာမရှိပါဘူး။ညတော်အဖြစ်သူတွေဟာပတ်စံရဲ့တန်ကိုမခံနိုင်တာကများပါတယ်။ပတ်စံကြီးကြီးတက်ချမ်းသာနေလို့ဘဝင်မြင့်သွားရတာနဲ့ပတ်စံအတွက်ဘဝပေးဆက်နေရတဲ့သူတွေပတ်စံကြောင့်အသက်တွေပေးဆက်နေရတဲ့သူတွေခန္ဓာကိုယ်နဲ့အသက်နဲ့မလိုက် အလုံးလုံးနေရတဲ့သူတွေလောကကြီးမှာတပုံကြီးရှိပါသေးတယ်။ ကြည့်ပါပတ်စံဟာကျွန်တော်တို့နေ့စဉ်ဘဝအတွက်မရှိမဖြစ်အသုံးမဖြစ်သုံးနေရရဆိုပေမဲ့အတော်ကြောက်ဖို့ကောင်းပါရဲ့ကြောက်ဖို့ကောင်းနေဆိုလို့လေပတ်စံမချရဲမနေပါနဲ့ကျွန်တော်တို့နေ့စဉ်ဘဝမှာပတ်စံနဲ့မပြင်းဘူးလို့ကျွန်တော်ပြောပြပါရနော်ဆရာနာတင်းပြီးရနောက်ပိုင်းကိုယ်စင်းတို့နေဟာအစမတန်တိုးတက်လာတာကိုအားလုံးသိပါရဲစစ်သားတပိတ်သားကို3,500တောင်တီတပုံးကို2,500တောင်စံတအိတ်ကို2,000အစရှိတဲ့ပုံပေါ် ပုံသေးနှုံးတွေကိုတော့အရှင်မတွေကအသိဆုံးဖြစ်မှာပေါ့နော်။ဖိုက်စင်နဲ့ပတ်သက်တဲ့ကိစ္စတွေအရင်ကတက္ကသိုလ်ကတော့ဒီပွားရေးမမွေးနဲ့ပတ်သက်ပြီးဒီကြီးရဲ့အရေးချုပ်ဖြစ်တာ။အောက်မှာဒီကကြားတဲ့နေချက်ကိုရှင်းပြပေးပါမယ်။နံပါတ်1ခေါင်းမှုဒီစင်းနဲ့ဝန်ဆောင်မှုတွေတဖြည်းဖြည်းတက်လာတာ။ဥပမာမနီကမရဂျန်နယ်ဝယ်လို့ရတဲ့အရာကိုဒီနေ့တထောင်ချက်ပေးရတယ်ဆိုရင်ပတ်သက်တယ်မှုကြောက်သွားတာပါ။ ပြဿနာကတော့လူတွေရဲ့တမိုးထားမှုတော်ဆွမ်းနိုင်မှုကျသွားတယ်လို့ဆိုလို့ရပါတယ်မောင်ရယ်လောကျော်ရဲ့အနာမီဖိုင်ကိုဖတ်တော့သာရမီပညာရေးအတွက်ပြဒနာတွေကြောင့်ရတတ်တယ်။အလုံးမလုံးချင်းဝင်းဝင်းနေခြင်းကြောင့်ဖြစ်တတ်တယ်။နံပါတ်၄ချင်းဝေပမာဏမြင့်ချင်း Hi, dear fair lovers. Cause I'm a little loud, Jimmy. တန်မိုးကိုနားလေဖို့အရေးကြီးတဲ့အချက်၃ချက်နဲ့တင်ပြပေးအောင်ပါနော်။ဟွန်းဘာတိဆက်ပြီးမှလဲဆိုရင်တော့နံပါတ်၁အလဲလဲတန်မိုး exchange ဖြစ်။ပတ်စံကတင်းအတွက်လိုအပ်တဲ့အရာစားစရာဝတ်စရာနေစရာဖြူဖွေဖို့အလဲလဲဖြစ်၃နိုင်ပါဥပမာတရားချက်နဲ့သံမြရည်တစ်ခွက်ဝင်နိုင်လို့ မနှစ်၃လောင်းတက်မှု store of လုံးလုံးဖို့ထုတ်တဲ့အခါတန်ဖိုးမပြတ်ပဲတင်ရနိုင်ပါတယ်ဥပမာဒီနေ့900တင်ကျရတယ်ဆိုရင်မနှက်ဖြစ်အောင်တင်လိုက်နံပါတ်3ချက်တန်ဖိုးတိုင်းတာ unit of account ပစ္စည်းတန်ဖိုးတိတိကျကျတိုင်းတာလိုက်ပစ္စည်းရစံပြတ်တစ်ခုဖြစ်ပါတယ်ဥပမာခမင်း တပတ်ကံပနင်း250ကျက်စုပြီးစီကြည့်လေဘေးရဘေးရကစင်းနေလေဆိုတော့နားရှင်းနိုင်ပါရှင်နဲ့ message ကတော့ကိုစီမအနည်းဆုံး1500ဘလောက်ခွေရှိရှိစုတက်ဆောင်တရပါမယ်အခုလိုကုန်လုံးနေတဲ့ ိုတစ်ခေါက်သွားဝယ်တာ900ဖြစ်ပြီးဒီတစ်ခေါက်သွားဝယ်တာ1000ဖြစ်နေတဲ့ခင်မမလိုအပ်တာတွေအလကားဖြစ်မဲ့အရာတွေကိုမဝယ်သင့်မသုံးသင့်ပဲဆုတက်ရပါမယ်နောက်တစ်ခုကအခုလိုခချီရဲမှာတခိုးကပိုက်တွေကတော်တော်များနေကြပါပြီဒီလိုချိန်မှာကိုယ်စီမှာရှိတဲ့လဝတ်လက်စားတွေကိုကြောင်းရမနေပဲတည်ရတဲ့ရာတင်စေတာပါဒီလိုချိန်မှာကြောင်းရနေတာကလည်းကောင်းတဲ့ရာမဟုတ်ပါဘူး ါဘာရှိရဲဆိုတာလူများတခါတီးပြီးစကားရောင်းဝယ်လေးလို့မကောင်းပြောခင်ရလူမုန်းများလာကြနေမယ်အဲ့ထက်ဆိုတာကကုစီမှာရှိတဲ့ပစ္စည်းတွေကိုကပိုက်တွေနှိုက်ခဲ့မယ်ဝုခဲ့မယ်ဆိုရင်ရောတင့်တွက်စီပြီးလားဒါကြောင့်ဒီလိုချိန်မှာကြောမမနေပဲမလိုအပ်တာတွေကိုမဝယ်ပဲတိတ်ဆိတ်စုထားရင်တော့တင့်တွက်ကောင်းကျိုးပေးရပါလိမ့်မယ်ဒီစီစဉ်လေးကဒီမှာပဲပြီးတော့ခဲ့ပါရှင် ဆန်ရဲ့တံပိုးစီစဉ်လေးကိုကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ရှိပါတယ်ရှင်။